ဟာလာလုယာယခင်ယေရှုတော်ချီးမွမ်းနေဒီနေ့အွန်လိုင်းကခွန်အားယူနေတဲ့မိဘညီကိုမောင်မများဖယားသခင်နှုတ်ကပတ်တော်စာငတ်ချင်းနှုတ်ကပတ်တော်ကိုနေရာပေးခြင်းနော်နှုတ်ကပတ်တော်နဲ့ပတ်သက်ရင်အဖိုးခါပေးခြင်းဒီຢာတွေအားလုံးပေါ်မှာဖယားသခင်ရဲ့ကောင်းမြတ်ခြင်းကြီးစွာကိုခံစားရမှာဖြစ်တယ်ဟာလာလုယာဖယားဘလောက်ကောင်းမြတ်တယ်လဲဘလောက်မားဆတယ်လဲဆိုတာကိုလက်တွေ့ခံစားရဖို့အကြံစီဖယားမှာရှိတယ်လက်တွေ့ခံစားရမှာဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်အနေနဲ့ဘာဝင်ငှကျင်လဲဆိုတော့လောကကြီးကကျွန်တော်တို့ကိုချိန်ချောက်တယ် အမျိုးမျိုးပဲ။အိုးကျွန်တော်ရှင်းဆက်ပါလို့ရမလဲ။ရေကြီးမလားငလျင်လုံးမလားဟာလားလူဆိုးတခိုးတွေပေါ်များနေတဲ့လောကကြီးမှာငါတို့ဘလို့သက်ရှင်မလဲ။ဟိုနားမှာလူတတ်မှုဖြစ်ဒီနားမှာလူတတ်မှုဖြစ်ဘလို့လုံးမလဲ။တကဘာလုံးပဲ။နော်နေရာကမှာဖြစ်နေတာတနိုင်ငံနဲ့တနိုင်ငံစစ်ပြေးကြဖယ်ပြေးကြမှာလဲ။ဟုတ်လား။ဆိုတော့ပြဿနာအများကြီးကကျွန်တော်တို့ကိုချိန်ချောက်နေတယ်။ကျွန်တော်တို့ဘလို့သက်ရှင်မလဲ။ကျွန်တော်ဝေငှပဲဒီနေ့။ခဏဆုတောင်းရအောင်။အဖာကတော့ကိုယေရှုတင်တယ်။ နှုတ်ကပတ်တော်အတွက်ကိုတော့ကိုချီးမွမ်းတယ်ဘုရားခင်ဖွင့်ပြမယ့်အရာအတွက်ကိုတော့ကိုယေရှုတင်တယ်တကယ်ပဲဘုရားခင်ကျွန်တော်တို့ကိုအလင်းပေးမယ်ဖွင့်ပြမယ်ဆိုတော့ယုံကြည်တယ်ဒီနှုတ်ကပတ်တော်အတွက်စိတ်လှုပ်ရှားတယ်ကိုတော့ကိုချီးမွမ်းချီးမြောက်တယ်နာမတော်ကောင်းကြီးပေးတယ်အဖအရောက်တိုင်းအတွက်ကောင်းကြီးဖြစ်ပါစေအရှင်ယေရှုနာမ၌ယိုသေးစွာဆုတောင်းပြီးအနံပါတယ်ဖဖျာအာမင်အာမင်ပထမတစ်ယောက်ကနေဟမိအကြောင်းကျွန်တော်ပြောခြင်းနေဟမိဆိုတာ ူမြန်းနိုင်ငံမှာရောက်နေတယ်။အဲ့နိုင်ငံမှာနေရင်းနဲ့သူရောက်နေတဲ့နိုင်ငံကဣတရီလလူတွေကိုစစ်လာတိုက်စစ်တိုက်တော့ပထမစစ်ရှုံးသွားတယ်။စစ်ရှုံးတာနဲ့ပထမအတုပ်ဖမ်းသွားတယ်။ဣတရီလလူတွေကိုဖမ်းသွားတယ်။ဒါနေမိမတ်စာခန်းကြီးတက်ဖမ်းသွားတော့ပြီးတော့နောက်တတုပ်တစ်ခါပြန်လာဖမ်းတယ်။နောက်တတုပ်ပြန်ပါသွားတယ်။နေမိကကြည့်တယ်။အော်ဒါငါတို့လူမျိုးတွေပဲ။ငါတို့နိုင်ငံကိုဟလာဒီကလူတွေကစစ်သွားတိုက် ငါတို့နိုင်ငံတော့အရန်ဆုံးရှုံးပြီးလူတွေလည်းဖန်ခံရစစ်ဖြစ်တယ်ဆိုတော့တေတဲ့လူလည်းရှိတာပေါ့ဖန်ခံရတဲ့လူလည်းရှိတာပေါ့ရှာမတွေ့တဲ့လူလည်းရှိတာပေါ့ပျောက်သွားတဲ့လူလည်းရှိတာပေါ့တေလားရှင်လားမသိတဲ့လူလည်းရှိတာပေါ့အမျိုးမျိုးရှိတာပေါ့ပြောမယ်ဆိုဟာကျိုးပဲ့ကန်းအဆုံးရှိမှာပဲဒါဝမ်းတာစရာမဟုတ်ဝမ်းနေစရာကြည်ကွဲစရာပဲเนาะနိုင်တဲ့လူဘက်မှာလည်းရှိမှာပဲရှုံးတဲ့လူဘက်မှာလည်းရှိမှာပဲ ဒါမဲ့ဣတိလလူတွေအသက်ရှင်နေဖျားကိုးကွယ်တဲ့လူတွေကရှုံသွားတယ်။အယားနေမိဝမ်းနေတဲ့ဒါနဲ့ဒုတိယတုပ်ရောက်လာတော့သူတို့ကိုနေမိရမေးတယ်။အေးနေတို့ကနောက်တုပ်ဆိုတော့ငါတို့တိုက်မိချင်းနေဘလို့ရှိလဲ။မေးရောမိတွေလောင်နေတဲ့မြို့ရိုးမြို့တကားတွေလည်းရစရာမရှိပါဘူးတဲ့အဲ့ဒါနေမိခန်းကြီးတဲ့အပိုက်ငယ်တုံးမှာပါတယ်ကျွန်တော်ဖတ်ပြမယ်။သူတို့ကတိမ့်သွားခြင်းကိုခံရတော့လူစုတွေကလွတ်၍ ထိုပြည်၌နေသောသူတို့သည် ကြီးစွာသောဆင်းရဲခြင်း၊ကဲ့ရဲ့ခြင်းကိုခံရကြ၏။ယေရုရှလင်မြို့ရိုသည်ပျို့ပြက်လျက်မြို့တကားလည်းမီးလောင်လျက်ကုန်ပြီဟုပြန်ပြောကြ၏။နေမိရေမြို့ရိုလည်းပြက်မြို့တကားလည်းကုန်ပြီမီးလောင်ကုန်ပြီ။နေမိဒီသတင်းကိုကြားတဲ့အခါမှာဝမ်းနည်းတယ်မပြောနိုင်ဘူး။နေမိပါဖြစ်လေအပိုက်ငယ်လေး ိုစကားကိုကြားလေငါသည်ထိုင်၍အင်တန်ကာလပတ်လုံးငိုကြွေးမြည်တမ်းလျက်အစာရှောင်လျက်နေ၍ကောင်းငင်ဘုံကြီးအရှင်ဖရာသခင်ရှိတော်၌စူတောင်းပတ္ထနာပြုတယ်။နေမိအစာရှောင်ငိုယိုပြီးစူတောင်းတယ်။မျက်ဤကြတဲ့ငိုတယ်ဆိုတာနှလုံးသားထဲကဖြစ်တဲ့ကိစ္စနော်။နှလုံးသားထဲမှာမခံမရနိုင်ဖြစ်မှမျက်ဤဆိုတာကြတာ။နေမိအင်မတန်ကြည်ကွဲမျက်ဤကြအစာရှောင်စူတောင်းဖရာရှင်ကဲပါ ဆူတောင်းပြီးတော့မှလေးလလောက်ကြာတဲ့အခါမှာအဲ့ဒီမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဘယင်ကနေယမိကိုမေးတယ်နေယမိကအဲ့တိုင်းပြည်ရဲ့ဝန်တန်းတော်ဘယင်ကနေယမိကိုမေးတယ်နေယမိနေနေကောင်းတယ်မလားကောင်းပါတယ်နေကောင်းရင်ဘာဖြစ်လို့မျက်နှာမကောင်းတာလဲအဲ့ဒါနဲ့နေမိကရှင်းပြတယ်ဟုတ်ပါတယ်အရှင်မင်းကြီးကျွန်တော်တို့တိုင်းပြည်ကနော်အရှင်မင်းကြီးတို့သွားပြီးသိမ့်ပိုက်ပြီးတော့အိုးအခုဒုက္ခတွေရောက်မိတွေလောင်းပြက်စီးဖြစ်သွားပါတယ် မြို့ရိုးတွေလည်းကုန်သွားပါပြီဒါကြောင့်ကျွန်တော်စိတ်မကောင်းလို့ဝမ်းနေလို့ပါဒါနဲ့ဘယင်ကြီးကမေးတယ်နေဟမီငါဘာကူညီရမလဲဒါအခန်းကြီးနှစ်ရောက်သွားပြီเนาะအခန်းကြီးနှစ်တက်ကနေလေးမှာမင်းဘာလိုချင်လဲမင်းငါစီမှာဘာတောက်လျှောက်ချင်လဲပြောရပြောတဲ့ကနေဟမီကပြောတယ်အရှင်မင်းကြီးတကယ်လို့များเนาะအလိုရှိမယ်ဆိုရင်ကျွန်တော်တောင်းလျှောက်ခြင်းနဲ့အဲ့ဒါကတော့ကျွန်တော်တိုင်းပြည်ပြန်ပြီးတော့ပြည့်စည်သွားတဲ့ဟာလေးတွေပြန်ပြေးခြင်းနဲ့ ခွင့်ပြုပါဒါနဲ့ဘုရင်ကဒါဆိုမင်းသွားရင်ဘလောက်ကြာမလဲကာလအချိန်ကိုရှောက်ထားပြီးမှနေမိကပြောပြတယ်ဘလောက်ဘလောက်ကြာမဲကျင်းတော့ဒါနဲ့ဘုရင်ဘုရင်ကလည်းကဲဒါဆိုလည်းသွားဒါနဲ့နေမိကထပ်ပြီးတောင်းဆိုတယ်ရှင်မင်းကြီးရဲ့ကျွန်တော်သွားရဆိုတာတော့ဟုတ်ပြီဟိုမှာအလုံးလုံးရင်တစ်လို့တယ်အရှင်မင်းကြီးဘက်ကနေတစ်တွေပေးလိုက်ရင်သိတ်ကောင်းမှာပဲဒါနဲ့ဘုရင်ကြီးကလည်းကောင်းပြီစားရဆောင်ရေးပေးလိုက်တစ်နဲ့ပတ်သက်ပြီးကြိုင်နေသူကိုဒီအနေအမိကိုတစ်ထုတ်ပေးဖို့ ဒါနေမိကကျေးဇူးတော်အဖြစ်ဟလာဖယားကတနာလို့မဆလို့เนาะတခါတည်းဒါအခန်းကြီးနှစ်အပိုင်ငယ်ရှစ်မှာအိုးဘယင်ကစာနဲ့တစ်တေအကုန်ထုတ်ဖယားသခင်ရဲ့တကိုးတော်ကျေးဇူးတော်ကြောင့်ရှင်ဘီယင်တနာအကုန်လုံးယူပြီးတော့သူ့တိုင်းပြီးသွားအားလုံးခေါ်တချို့တွေခေါ်လာသွားပြင်ရအောင်ဘာညာဒါနဲ့ဟိုရောက်တော့မြို့ရိုးပြင်ရောမြို့ရိုးပြင်နေရင်နဲ့အခန်းကြီး၆အပိုင်ငယ်နှစ်သုံးမှာတဘာလက်နှစ်ဂေရှင်တို့ကလာပါ အော်နော်ဂျိုက်တွေခေဖီရင်ယွာမှာ တွေ့ကြကုံအန်းဟုမကောင်းသောအကြံရှိ၍ငါကိုမှားလိုက်ကြ၏နေမိလာပါစင်ခဲ့ငါတို့တမစီဝေးရအောင်လာခေါ်တဲ့တပါလက်နဲ့ကြီးရှင်တို့ကနေမိပါပြန်ပြောလေငါကလည်းငါသည်ကြီးသောမှုကိုဆောင်ရွက်ရသောကြောင့်မစင်းမလာနိုင်ပြက်တယ်ဗျာနေမိကဝိညာဉ်ကြီးရနဲ့ပတ်သက်ပြီးအလုံးလုံးနေတာကိုဘယ်လိုခံယူလဲကြီးသောမှုကိုဆောင်ရွက်တယ်လို့ခံယူတယ် အာမင်ဒီနေ့ယုံကြည်သူများအမှုတော်နဲ့ပတ်သက်ရင်ကြီးသောအမှုလို့ယုံသလားအော်ဒါအလုံးမရှိလို့ထားလို့တာအဲ့လိုလားတချို့တွေကကျွန်တော်ဝန်းနေတယ်နော်အမှုတော်မြေတရားထွက်ပြီးတခြားသွားလုပ်နေတယ်အမှုတော်မြေထဲမှာဘုရားမခေါ်ထားရင်ဝင်မလုပ်ပါနဲ့ခေါ်ထားရင်တကယ်လုပ်ပါအဖိုးကရှိပါတယ်အဲ့ဒါကိုထားပြီးတော့မှအပြေမပြန်ပြီးတော့မှတာယာမရှာပါနဲ့ဘလို့ခံယူရမလဲငါဟာကြီးသောအမှုကိုဆောင်ရွက်နေရသောကြောင့်မစင်းမလာနိုင် နေမိကအမှုတော်နဲ့ပတ်သက်ဒီလိုခံယူရတယ်နော်။ဒါကြောင့်ဒီနေ့ online ကခွန်အားယူနေသောညီကောင်မောင်တို့မများနေမိရဲ့ခံယူချက်ကိုကြည့်။ငါဟာကြီးသောအမှုကိုဆောင်ရွက်နေတယ်။မလာနိုင်ဘူးတဲ့။တကယ်တော့အဲ့ဒီတဘာလက်တော့လာပြီးတော့နှောက်ရက်တာ။အလုတ်မပြီးအောင်စင်းလာမယ်အောက်မှာဟိုပြောဒီပြောနဲ့အလုတ်ကနှောက်ကြသွား။အလုတ်မပြီးအောင်လာနှောက်ရက်တာ။လာနှောက်ရက်တာ။ဟိုကလည်းနေမိရမလာဘူး။မလာတော့ तू ဘယ်နှကြိမ်အောင်ခေါ်ရတဲ့လဲ။ချင်းတော့အပိုင်ငယ်လေးမှာထိုးတော့လေးကြိမ်တိုင်အောင်လိုက်၍ ငါသည်လဲရခင်ကဲ့သို့ပြန်ပြော၏လေးကတိုင်တိုင်လာပြောတယ်လူလွတ်ပြီးစာရေးပြီးတော့ပြောတယ်လာပါဆွေးနွေးရအောင်ဆွေးနွေးရအောင်လေးကပြောလဲမလာဘူးမလာတာနဲ့ငါးချိန်မြောက်ထတ်ခေါ်တယ်ခေါ်နီးပြောင်းသွားတယ်နေဟမိအခန်းကြီး6အပိုင်ငယ်ငါးကနေခုနှစ်မှာဘလို့ပြောလဲဆိုတော့ဟေးနေဟမိမင်းเจ้าငါတို့သိတယ်တရင်ကြားတယ်နော်မင်းကယူဒလူတွေကိုစီယုံနေ စီယုံပြီးတော့မှအဲ့ဒီမှာသွားပြီးတော့ဟလာမြို့ရိုးတွေဘာတွေလုံမယ်ပြီးယူရလူတွေစမှာမင်းဘယင်လုံးကျင်တာမလားဒီတိုင်းပြည်ကနေမင်းခွဲထွက်ကျင်တာမဟုတ်လားမင်းเจ้าငါတို့အားလုံးကြားတယ်မင်းတိုးတိုးတိတ်ကြံစီတဲ့ကိစ္စအခုလက်ရှိဘယင်ကငါတို့တိုင်ပြောလိုက်မယ်ပြောလိုက်လို့ရှိရင်တော့မင်းမလွယ်ဘူးဖန်ခံရလိမ့်မယ်ဒါကြောင့်မလို့မင်းငါတို့အခုခေါ်တယ်ဒီတစ်ချိန်စင်ခဲ့မဟုတ်ရင်ငါတိုင်လိုက်မှာမင်းကယူရလူတွေစီယုံပြီးတော့မင်းကဘယင်ဝင်လုံမှာပြီးတဲ့အခါကျမှမင်းဟလာကိုနိုင်ငံကိုတည်ထောင်မှာငါပြောလိုက်မယ်နော် မင်းအဲ့လိုအစီအစဉ်ရှိတာငါတို့သိတယ်တရေကြပြီဟာဒါနေမိပြဿနာပဲပြောလိုက်လို့ရှိရင်ဘယင်ကသိလို့အထင်လွဲသွားရင် နေမိကိုဖမ်းချုပ်ပလိုက်မှာဒုက္ခများမှာအဲ့တော့စဉ်းသွားရင်ကောင်းမလားနေမိလုံးဝမစဉ်းသွားဘူးဝိညာဉ်ရေးရမှန်အနောက်ရှက်ဆိုတာရှိတယ်မှတ်ထားပါချက်တော်ကြီးကိုမောင်မမဘယ်လိုနီးနေမှပေါ့ပေါ့ပပသွားလို့မရဝိညာဉ်ရေးရမှန်အနောက်ရှက်ရှိတယ်အဖြက်စီးရှိတယ်အဲ့ဒါကပါလေငါတို့လုံနေတာဝိညာဉ်ရေးရဆိုတာတာရွေ့တောင်မှအဲ့ဒီနီးရဖြစ်သိနိုင်တယ် ။ဒါကြောင့်မလို့နေဟမိကဘလို့ပြန်ပြောလဲဓမ္မကြီး။အပိုက်ငယ်၉မှာအကြောင်းမူကသူတို့ကထိုအလုတ်ကိုလက်ဆမတက်နိုင်အောင်သူတို့ဒီအာရကြလိမ့်မည်ဟုဆိုလျက်ငါတို့ကိုချိန်ချောက်ကြ၏။တို့ရတွင်ထိုစကားကြောင့်ငါတာ၍အာရှိ။ဟာလေလုယာ။ထိုစကားကြောင့်ငါတာ၍အာရှိ။ဒါပဲလေချစ်တော်ညီကောင်မောင်တို့မ။အဲ့ဒီစကားကျွန်တော်တို့ကိုတာ၍အာရှိစေတယ်။နေမိတယ်လို့ခံယူတယ်။ဘာကြောင့်လဲ ဒါကလေဝိညာဉ်ရေးဖြစ်တော့ကြောင့်အနောက်ရှက်ရှိတာအဲ့ဒီအနောက်ရှက်ကြောင့်ငါပူဝမ်းမြောက်တယ်ငါပူပြီးအားရှိတယ်ဘလို့လဲအော်ငါလုံနေတာဝိညာဉ်ရေးတေချာသွားပြီဒါကြောင့်အနောက်ရှက်ရှိတာဟုတ်လားဒါကိုသဘောပေါက်ရဒါမဲ့အဲ့ဒီမှာထပ်ပြီးတော့အရေးကြီးတဲ့အချက်တစ်ချက်ရှိတယ်ကျင်တော့အခန်းကြီး6အပိုင်း9မှာငါတို့ကိုချင်းချောက်ကြီးချင်းချောက်နေတာနေမိကိုချင်းချောက်နေတာအဲ့ဒီချင်းချောက်ခြင်းကလည်းအန်ဒီရကြီးတယ်နော်အဲ့ဒီချင်းချောက်ခြင်းအလဲမှာနေမိဘလို့တုံ့ပြန် လုံးဝမသွားဘူးငါဆောင်ရွက်နေတဲ့အမှုကကြီးသောအမှုဖြစ်တယ်ဒါပဲအဲ့ဒီစကားကြောင့်ငါတာဝေးအားရှိတယ်ဆက်ပြီးရက်တည်သွားတယ်ရက်တည်သွားတဲ့အခါမှာအဲ့ဒီမြို့ရိုးစောက်တဲ့ကိစ္စဘာဖြစ်လဲအခန်းကြီး6အပိုင်းငယ်15မှာအရက်52ရက်ကြာမှအေလူလာလာနဲ့15ရက်နေ့တွင်မြို့ရိုးကိုလက်ဆက်တက်ကြာပြီဟာလေလုယမြို့ရိုးပြီးသွားပြီမြို့ရိုးပြီးသွားပြီ52ရက်ကြာတယ်မြို့ရိုးစောက်တာပြီးသွားပြီဟာ ဖယားရှင်အောင်အပွဲမှာစားချိမ့်ချောက်မှုရဲ့အလဲမှာကြည့်ပါဖယားကငါချိမ့်ချောက်တဲ့လူကိုပြန်အရှက်ခွဲပလိုက်အာမင်ချစ်တော်ညီကိုမောင်နှမဖယားရှင်ကလေကိုသာဖယားတွေကနေသွားစမ်းပါကိုကိုချိမ့်ချောက်တဲ့လူတွေပေါ်လာမယ်မလားမကြောက်နဲ့တည့်ရသူတို့ကိုဖယားအရှက်ခွဲပလိုက်ကိုကဖယားထဲမှာရှိဖို့တော့လိုတယ်နော်ဖယားထဲမှာရှိဖို့ဟိုလူတွေရှက်သွားတယ်အခန်းကြီး6အပိုင်ငယ်16မှာထိုတဲ့ရင်ကိုရန်သူတို့ဒီကြား၍ ပတ်လည်ဝင်းကျင်နိုင်နေသောတပါးမျိုးသားအပေါင်းတို့သည်မြို့ရိုးကိုမြင်သောအခါရှက်ကြောက်ခြင်းသို့ယောက်ျား၏ဟာလေလုယာအရှက်ကွဲသွားပါလျောသူတို့ကမြို့ရိုးမစောက်နိုင်အောင်လှုပ်တာမြို့ရိုးစောက်တာကြက်ကြအောင်လှုပ်တာသူတို့ကြက်ကြအောင်လှုပ်မှပိုတော်မှမြန်သွားသေးဟာလေလုယာဘုသူပါလာလေဖယားပါလာတယ်ဖယားပါတယ်ဒီအစည်းအဝေးမှာသူတို့ကကြာအောင်လှုပ်တာမကြတဲ့အပြင်ပုံမြန်သွားတယ်ဖယားသခင်ပါလာတဲ့အစည်းအဝေးမှာ သူတို့ကိုယ်တိုင်အဲ့ဒါကိုသဘောပေါက်တယ်နော်အခန်းကြီး6ပိုက်ငယ်15အဆုံးပိုင်းကိုဖတ်မယ်အเจ้าမူကထိုအမှုသည်ငါတို့ဤဖျားသခင်အခွင့်နဲ့ပြီးကြောင်းကိုရိပ်မိကြ၏ဖျားသခင်လှုပ်လို့ဟေးပြီးသွားတယ်ဆိုတာအလုံးသိရတယ်အာမင်ဒါကြောင့်ဒီနေ့လိုင်းပေါ်ကနေခွားယူနေတဲ့မိဘညီကိုမောင်နှမများကျွန်တော်ပြောခြင်းတယ်ဝိညာဉ်ရေးရမှာကိုယ့်ကိုလာနောက်ဆက်အဆက်ခွဲတယ်ချိန်ချောက်တယ်ဆိုရင်လုံးဝစိတ်တည်းမကြနဲ့တခုပဲစဉ်းစား ငါလုံနေတာဖះရဲထဲမှာဟုတ်လားမဟုတ်လားဒါတော့တွေးငါကအလုံလုံနေတာဖះရဲထဲမှာမှန်းရင်အဲ့ဒီချင်းချောက်ခြင်းကငါ့ကိုတာ၍ရဲရင်စေတယ်ဆိုတာသဘောပေါက်ပါတာ၍အားရှိစေတယ်ဆိုတာကိုသဘောပေါက်ပါအဲ့ဒီချင်းချောက်ခြင်းကြောင့်ငါတာ၍ခွန်အားရှိတယ်ဒါကိုနားလဲပါဝိညာဉ်ရေးရမှန်းရင်အနောက်ရှက်ရှိတယ်အဲ့ဒီအနောက်ရှက်ကကျွန်တော်တို့လုံနေတာဟာဝိညာဉ်ရေးရဟုတ်တယ်ဆိုတာကို confirmation ဟုတ်လားအတီးပြုတ်ပေးလိုက်တာပဲနေဟမိကအဲ့ဒီမှာ तू အားရှိသွားတာအဲ့မှာအားရှိတာဒါကြောင့်ဓမ္မရေးတယ်မလားထိုးစကားကြောင့်ငါသာ၍အားရှိ၏ငါတို့လုံနေတာဟာဝိညာဉ်ရေးရမဟုတ်ဘူးစာတမဏ္ဍအလုပ်ဆိုရင်တော့စာတန်ကအားတော်ပေးဦးမှာနှောက်ရမှာမဟုတ်ဘူးဝိညာဉ်ရေးရမှရင်တော့စာတန်ကနှောက်ရမယ်ချိတ်ချောက်မယ်အဲ့ဒီချိတ်ချောက်တဲ့စကားတွေကကျွန်တော်တို့သာ၍အားရှိစေတယ်အာမင်ဒါကြောင့်လောကကြီးကကျွန်တော်တို့ကိုချိန်ချောက်နေတယ်။နေဘလို့စားမလဲ။နေဘလို့တောက်မလဲ။နေမှာဝင်ငွေပမာလဲ နိဗ္ဗာန်မှာအလောက်ကိုင်ရှိလေဟုတ်လားငလင်းတွေလုံနေတယ်နေဘလို့လုံမလဲရေတွေကြီးနေနေဘလို့လုံမလဲစစ်တွေပြည့်နေနေဘယ်မှာသွားမလဲဟုတ်လားဟာအခြေအနေတွေမကောင်းကုံစင်းနှုံးတွေတက်တယ်နေဘလို့လုံမလဲနေခုချိန်မှာနေပါလုံမလဲဘယ်ဥစ္စာကိုပစ္စည်းကိုစုမလဲစားစရာရိတ်ခါတွေစုထားမလားတခိုးတွေဝင်ခိုးနေတယ်နေဘလို့လုံမလဲဟာချိန်ချောက်တာတွေအများကြီးပဲချက်တော်ညီကောင်မောင်နှမချိန်ချောက်ချင်းရဲ့အလယ်မှာနေမိဘာနဲ့ရက်သွားလဲ ဖယားလေးကနေသွားတယ်ဟာလေလုယာဖယားနဲ့သွားတဲ့အခါမှာဘာဖြစ်လဲကိုယ့်ကိုအရှက်ခွဲတဲ့ချိန်ချောက်တဲ့သူတွေအလုံးအရှက်ကွဲသွားပါလေရောအာမင်နေဟမိကိုချိန်ချောက်တဲ့သူတွေအရှက်ကွဲသွားမယ်အရှက်ကွဲသွားတယ်ဒီနေ့လိုင်းဘွားခွာယူနေသောညီကိုမောင်မောင်များဝိညာဉ်ရေးရတယ်မှာသွားပါချိန်ချောက်မှုတွေအများကြီးရှိတယ်လုံးဝစိတ်တက်မကြနဲ့ချိန်ချောက်ခြင်းကအရှက်ကွဲပြီးပြန်သွားစေရမယ်အာမင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ ဝိညာဉ်ကြီးရတယ်မှာအသက်ရှင်လို့ချိန်ချောက်ခြင်းတွေတွေ့နေလားလုံးဝစိတ်တမကြနဲ့ဆက်သွားပါဝိညာဉ်ရမှာချိန်ချောက်တဲ့သူတွေအရှက်ကွယ်ပြီးပြန်သွားစီမဲ့ဖရာဖြစ်တယ်ချိန်ချောက်တဲ့သူကိုအရှက်ကွယ်ပြီးပြန်သွားစီမဲ့ဖရာဖြစ်တယ်ထပ်ပြောမယ်ချိန်ချောက်တဲ့သူကိုအရှက်ကွယ်ပြီးပြန်သွားစီမဲ့ဖရာဖြစ်တယ်အာမင်ဒီအရာလေးနဲ့ကျွန်တော်အားပေးခြင်းနဲ့ဒါပေမဲ့အရေးကြီးတာပါလေကိုကဝိညာဉ်ကြီးရတယ်မှာတော့သွားဖို့လို့တယ်ချိန်ချောက်တဲ့သူတွေအားရှိလို့ငါတို့ရှုံးတာမဟုတ်ဘူးချိန်ချောက်တဲ့လူတွေအားနည်းလို့ငါတို့နိုင်တာမဟုတ်ဘူး ျွန်တော်တို့ကအားရှိလို့နိုင်တာလည်းမဟုတ်ဘူးဖျားထဲမှာသွားပါဖျားနဲ့သွားပါဖျားနဲ့သွားရင်ချိန်ချောက်တဲ့သူတွေအရှက်ကွဲပြီးပြန်သွားအောင် လုပ်မယ်ဘုရားဖြစ်တယ်ဖျားထဲမှာရှိတဲ့သူကဘလောက်ချိန်ချောက်မှုရားထဲမှာပဲဖြစ်နေပါစေအောင်မြင်ရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးသားဖြစ်တယ်ဒီနှုတ်ကွက်တော်လေးအဖြစ်ကျွန်တော်ဝင်ရတယ်အားလုံးကျေးဇူးတင်တယ်ဘုရားရှိခိုးကြီးပေးပါစေခရဆုတောင်းရအောင်အဖကတော်ကိုကျေးဇူးတင်ဒီကနေ့နှုတ်ကွက်တော်အတွက်ချီးမွမ်းတယ်ကျွန်တော်ကိုကိုရောမဆတော့ကြောင့်ချီးမွမ်းပါတယ် ကိုတော့ကောင်းမြတ်ခြင်းတွေအတွက်ယေရှုတင်ပါတယ်။တကောတော်အတွက်ယေရှုတင်တယ်။တနာချင်းကယူနာအတွက်ယေရှုတင်တယ်။မဆခြင်းအတွက်ကိုတော့ကိုယေရှုတင်ပါတယ်။ဘုံတော်အတွက်ကိုတော့ကိုယေရှုတင်ပါတယ်။အလိုတော်နဲ့အကျံစီထဲမှာသာ၍လမ်းပြပြီးဖြစ်လို့ကိုတော့ကိုချီးမြောက်ပါတယ်။နာမတော်သည်ဘုံကြီးလျက်မင်္ဂလာရှိပါစေ။အိုအဖာလက်တော်တဲ့အနန္တေဒီနေ့နေအမိကဲ့သို့ကျွန်တော်တို့ရဲ့အသက်တာတကယ်ပဲချိတ်ချောက်မှုတွေကြားထဲမှာတာ၍အားရှိတော်သူများဖြစ်ဖို့ ဖွင့်ပြသောကြောင့်ယေရှုတင်တယ်တကယ်ဖွင့်ပြခြင်းနဲ့မှအသက်ရှင်တက်စီပါဖျားဖျားရှိကျွန်တော်တို့ဟာဘယ်ချိတ်ချောက်မှုကိုမှမကြောက်ပဲဖျားတွေကနေအကြံစီတွေကနေတွာလာတက်တော်သူများဖြစ်ပါစေဖကိုရောကိုယေရှုတင်တယ်ထိုချိတ်ချောက်တော်သူများကိုအရှက်ကွဲစေမဲ့ဖျားဖြစ်ပါတယ်ကျွန်တော်ကိုခရစ်တော်ထဲမှာအောင်မြင်စေမဲ့ဖျားဖြစ်တယ်ဒီရများကိုလေလာစင်ကြီးရသောကြောင့်ချင်းဝန်တို့ဖွင့်ပြတဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုယေရှုတင်တယ်အရောက်တိုင်းရတက်တာကိုအနန္တနဲ့ ဖျားတဲ့၌တာ၍အားရှိပြီးသွားတော်သောသူများဖြစ်ပါစေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနံပါတယ်ဗျာအာမင်အာမင် thank you ဘေးရလူကိုနှုတ်ဆက်လိုက်ယန်သူကိုအဆက်ခွဲပြီးပြန်စီမဲ့ဖျားဖြစ်တယ်အာမင် god bless you